ူပိုတာချစ်သူလုပ်ငန်းရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ကိုပိုတာ GPS ကံနေကနေပြီးကိုပိုတာ mini excavator 3.3တန်းနဲ့8တန်းကိုဝယ်ယူသွားတဲ့ customer များထံသို့ကျွန်တော်တို့ကိုပိုတာ GPS ရဲ့အရောက်ဖို့အစီအစဉ်လေးများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ကျွန်တော်တို့ကိုဘူဒာ GPS ကုမ္ပဏီမှာဆိုရင်ဝယ်ယူရရှိနိုင်မယ်ကိုဘူဒာ mini excavator များရဲ့တန်မျိုးစားများကတော့1.8တန်3.3တန်5.5တန်နဲ့8တန်ဆိုပြီးတန်မျိုးစား၄မျိုးကိုဝယ်ယူရရှိနိုင်မှာဖြစ်ပြီးအမျိုးမျိုးနဲ့နဲ့မှာရှိတယ်ကိုဘူဒာ GPS ရဲ့ရုံးဝယ်တိုင်းမှာဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်3.3တန် excavator လေးကဆိုရင်ကနိုဘီတိုက်နဲ့ ကယ်ဘင်တိုက်ဆိုပြီးနှမျိုးထုတ်လုပ်ထားပြီးဖြစ်တာသူ့ရဲ့စုစုပေါင်း၄ချိန်ကတော့3465ကီလိုဂရမ်ရှိတာပဲဖြစ်ပါတယ်သူ့ရဲ့အင်ဂျင်မြင်းကောင်ကြီးကတော့27.5 horsepower ရှိတာဖြစ်ပြီးသူ့ရဲ့အင်ဂျင်မျိုးစားကတော့ Kubota D1703M DiE4 အင်ဂျင်မျိုးစားကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်။သူ့ရဲ့ backup capacity ကတော့0.11 meter ကျူးရှိတာဖြစ်ပြီး သူလေကျင်းကျက်တဲ့လုပ်ငန်းဝင်တွေမှာလဲစားဆောင်ရေးမြန်မာစွာနဲ့အသုံးချနိုင်မှုအတွက်စီမံထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ ကိုဘိုရာမီနီယက်စကပီတာလေးဟာဆိုရင်ကမ္ဘာနံပါတ်1ရောင်းအားအကောင်းဆုံးဖြစ်ပြီးဂျပန်နိုင်ငံမှာထုတ်လုပ်တက်ဆင်ပြီးကမ္ဘာတဝန်းကိုဖြန့်ဖြူးရောင်းချပေးနေတဲ့ပစ္စည်းမျိုးစားလေးပဲဖြစ်ပါတယ် ကိုဘူဒာမင်းနီယက်စကပီတာရှစ်တန်မျိုးစားလေးကတော့ KHCD ဖြစ်ပြီးကယ်ဘင်တိုက်တမျိုးတည်းသာ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ဆက်ရဲစုစုပေါင်း၄ကျင်ကတော့8180ကီလိုဂရမ်ရှိတာဖြစ်ပြီးဆက်ရဲမြင်းကောင်ရေအပြင်တော့64 horsepower ရှိတာပဲဖြစ်ပါတယ်သူ့ရဲ့အင်ဂျင်ကတော့ ကိုဗိုဒါ V3307DI တက်တီမျိုးစားကိုအသုံးပြုပေးထားပြီးဆက်ရက်ဘက်ကက်ကပ်ပါစီတီကတော့0.25မီတာကျူးရှိတာပဲဖြစ်ပါတယ် ကိုဗိုဒါမီဒီယာစကပ်ပီတာတိတိတမ8400ဆိုရင် UCD ဖြစ်ကကနိုဘီတိုင်မျိုးစားဖြစ်ပြီးသူ့ရဲ့စုစုပေါင်း၄ချိန်ကတော့1800 kg ရှိမှာပဲဖြစ်ပါတယ်သူ့ရဲ့အင်ဂျင်မြင်းကောင်ရင်အားဆိုရင်60.1 horsepower ရှိသည်ဖြစ်ပြီးအင်ဂျင်မျိုးစားကတော့ကိုဗိုဒါ D902 E3 V8 1မျိုးစားလေးကို အသုံးပြုပေးထားတာပဲဖြစ်ပါတယ်သူရဲ့ဘက်ကက်ကပက်စတီအားဆိုရင်0.04မီတာကျူးရှိပြီးကျင်းကျက်တဲ့လုပ်ငန်းဝင်ထဲမှာ အသုံးပြုစေရန်စီမံထုတ်လုပ်ထားတဲ့ပစ္စည်းမျိုးစားလေးပဲဖြစ်ပါတယ်။မာတန်မငါတန်အစကဗီတာလေးကတော့ UCV ဖြစ်ပြီး ကနိုဗီတိုက်နဲ့ကေဗင်တိုက်ဆိုပြီးနှစ်မျိုးထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။သူ့ရဲ့စုစုပေါင်းအလေးချိန်ကတော့9200 kg ရှိတာဖြစ်ပြီးသူ့ရဲ့အင်ဂျင်မြင်းကောင်ကြီးကတော့47.6 horsepower ရှိတာဖြစ်ပါတယ် သူ့ရဲ့အင်ဂျင်မျိုးစားဟာဆိုရင်ကုပိုတာ V2607 DI E3BA5 အမျိုးအစားကို အသုံးပြုပေးထားတာပဲဖြစ်ပါတယ်။၅တမ၅တန်ရဲ့ backup capacity ကတော့0.16မီတာကျူးရှိတာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ကိုဘိုဒါမီနီယက်စကပီတာများရဲ့အချက်လက်များနဲ့ကျွန်တော်တို့ကိုဘိုဒါ GPS မှာဆိုရင်ဝယ်ယူပြီးဒီ customer များထံသို့လုံခြုံစိတ်ချရတယ်ကားကြီးများနဲ့ကျွမ်းကျင်ရေမောင်းများကိုတိုင်အရောက်ပို့ဆောင်ပေးနေသည့်များကို စီစဉ်တင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ် ကိုဗိုဒါချစ်သူလုပ်ငန်းရှင်များအားလုံးလည်းစီးပွားလက်လာပါတွေတိုးတက်ပြီးတော့ကျန်းမာ၍ချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်တို့ကိုဗိုဒါ GPS ကံပဏီမိသားစုများကိုစားဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ